ားလုံးမင်္ဂလာပါဗျာခုတစ်ခါမှာတော့အမျိုးသမီးတွေကအလွာပေါင်းဆုံးပုံစံမတူတဲ့ပုံစံသူ အိမ်တွင်အကျန်းဖက်ခံနေရကြောင်းပြောပြလာတဲ့အမျိုးသမီးတဦးရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါလိမ့်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာ ပြန်လေကျူဆူလိုက်ပါပြီဗျာ။ဟိုမအိမ်တော်ရေးတစ်ခုကလေလူမှုရေးစီးပွားရေးကျန်းမာရေးနော်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာတရားရာဂိုင်းတော့အကုန်လုံးပြည့်စုံပြီးတော့ပျော်ရွှင်စိတ်ချမ်းသာနေတဲ့အိမ်တော်ရေးဆိုတာလုံးဝမရှိဘူး။လုံးဝမရှိဘူးမနေ့ကဆိုကျမတင်တဲ့ post အောက်ကကွန်မန့်တွေကိုဝင်ဖတ်လိုက်တာနဲ့မိမတွေကအလွှာပေါင်းစုံပါပုံစံပေါင်းစုံနဲ့ဒါအကျန့်ဖတ်ခံနေရတယ်အိမ်တွင်းအကျန့်ဖတ်ခံနေရတယ်ပေါ့နော်ဒါအောင်လဲတချို့တလေကကွန်မန့်မှာဘလို့ရေးထားလဲဆိုတော့လူရွေးမှားတယ်လို့ပြီးတော့လဲအဲအလိုခံရတာတို့နှုံလို့ခံရတာအမှန်တကယ်လို့လုံးဝမဆိုင်ဘူးမိမတွေကလေး နေ့စဉ်နဲ့အမျှရိုက်နှက်ပြီးတော့အကျန်းဖက်ခံရတဲ့မိမတွေရှိတယ်။တချို့တလေအာဒဂီတာဘွားရောက်အောင်လူအသက်သေဆုံးအောင်ထိမတရားနှိပ်စက်ပြီးတော့အကျန်းဖက်ခံရတဲ့မိမတွေလည်းရှိတယ်။အာပြီးတော့စိတ်ပိုင်းဆိုင်ရာကိုတေသွားအောင်အာဘဝကိုတေသွားအောင်လို့နှုတ်နဲ့ဖြစ်စီအမူအရာနဲ့ဖြစ်စီအကျန်းဖက်ခံရတဲ့မိမတွေကအများကြီးရှိတယ်တိလား။အဲ့ဒါနေ့တိုင်းကိုမိမတိုင်းမှာအိမ်တွင်းအကျန်းဖက်ခံရတဲ့လူတွေအများများတယ်။ဒါတွေကိုလည်းထိထိရောက်ရောက်လုံးဝဒီလိုဟာမျိုးကိုထိထိရောက်ရောက်ဖြည့်ရှင်းပေးတဲ့အသင်းအဖွဲ့တွေကလေအခုအချိန်ထိထိထိရောက်ရောက်မပေါ်ပေါက်သေးဘူးမရှိသေးဘူးပေါ့နော်။ အဲ့ဒီအတွက်လည်းပို့ပြီးတော့ခန်းစားနေရတာလည်းပါတယ်အာတချို့မိန်းမတွေကတော့ဒီဟာတွေကို public မှာပဲချပြပြီးတော့ယုံထွက်သွားတယ်အာကိုယ်တိုင်လည်းဒါကိုပြန်ပြီးတုံ့ပြန်နိုင်တဲ့အနေအထားတွေအများကြီးရှိလို့အာယုံထွက်နိုင်တဲ့မိန်းမတွေလည်းရှိတယ်တချို့တလေကြတော့ကိုယ်လိုရဲ့သားသမီးကိုမျက်နှာပြန်ထောက်နေရတာတွေရဲ့အလုပ်လက်ရှိမှာအတိအကျမရှိသေးတဲ့အတွက်ငွေကြေးကိုအာကိုယ်တိုင်ရည်တည်နိုင်ခြင်းမရှိသေးတဲ့အတွက်တီးခံနေရတဲ့မိန်းမတွေရှိတယ်တချို့တွေကကိုယ့်ရဲ့လက်ရှိယာတူးတွေအနေအထားတွေငွေကြေးစည်းစိမ်တွေကိုပြန်ပြီးငှက်ညာထောက်ထားပြီးတော့ဒီလိုမျိုးမတရားကိုအနိုင်ကျင့်ဟိုအကြမ်းဖက်နေတဲ့ယောက်ျားတွေကိုတီးခံပြီးမျိုး သိပြီးကိုတယောက်တည်းခံစားပြီးတော့ရှေ့ဆက်နေရတဲ့မိန်းမတွေအများကြီးရှိတယ်အဲ့တော့လေဒီလူရဲမားတယ်ဆိုတဲ့စကားကကြတော့လေဒီယောက်ျားတွေကလေအဲကောင်းတဲ့ယောက်ျားတွေရှိလို့ဆိုးတဲ့ယောက်ျားတွေလည်းရှိတယ်ဒါပေမဲ့ကောင်းတဲ့ယောက်ျားတိုင်းကလည်းတရားရာဂိုင်တော့ပါဖက်မပြည့်စုံနိုင်ဘူးဒီအိမ်တော်ရဲမားလေတချို့တလေကလည်းယောက်ျားတွေကပြန်မိန်းမတွေရိုက်တက်လို့သေတဲ့မိန်းမတွေလည်းယောက်ျားတွေလည်းရှိတယ်ဆိုတော့အဲ့ဒါကလူနည်းစုမိန်းမတစ်ယောက်ကအိမ်တွင်းယောက်ျားတစ်ယောက်ကိုအိမ်တွင်းအကြမ်းဖက်တယ်ဆိုတာလေတော်တော်ကြီးကိုရှားပါးတယ် နော်ဒါပေမဲ့ယောက်ျားတွေကမိန်းမတွေကိုအိမ်တွင်းအကြမ်းဖက်တယ်ဆိုတာလေနေရာတိုင်းမှာပုံစံမျိုးစုံနဲ့အမြဲတမ်းလိုလိုကြားနေရတာတကယ်လဲလက်တွေမှာပို့ပြီးအများဆုံးကမိန်းမတွေအကြမ်းဖက်ခံနေရတာအဲ့တော့ဒီယောက်ျားတစ်ယောက်ကိုဟိုကရွေးချယ်တယ်ဆိုတာကမှားတယ်ဆိုတာဒီယောက်ျားတွေကအာစပြီးတော့အိမ်တော်မပြုတ်ခင်အချိန်မှာအကုန်လုံးကလက်သေးဖွက်ထားတာသူတို့ရဲ့တယုံမှန်ပဲတော့မှပြရတာမဟုတ်ဘူးအဲ့တော့ကိုတွေကဒီသူတို့ရဲ့တယုံမှန်ကိုအိမ်တော်ကြပြီးတော့မှမြင်လာရတာနော်အဲ့ခါကျတော့ဒီမိန်းမတွေရုံထွက်ဖို့အတွက်ကကျတော့အဓိကပတ်စံ အဓိကကိုပိုင်အငွေကိုပိုင်ဝင်ငွေအကြီးကနံပါတ်၁ရှိဖို့လိုတယ်အဲ့ဒီကိုပိုင်နံပါတ်၁ဝင်ငွေရှိနေပြီဆိုရင်ကြံတဲ့ဟာတွေကသူ့မှန်သူအလိုလိုနေနေဖြည့်ရှင်းဖို့နီးလန်းနေပေါ်လာလိမ့်မယ်အဲ့တော့အဓိကအလုံး